ပရိသတ်တွေအားလုံးမင်္ဂလာပါရှင်။ဒီနေ့ညနေခင်းမှာလည်းကျမကြီးနဲ့ပတ်သက်တဲ့ဗဟုသုတအားမျှဝေပေးသွားမှာဖြစ်ပါရဲ့ရှင်။ Hi Fix Ball Fix Ball မင်္ဂလာပါ။ အဲဒီနေ့ရဆင်းနေမှုမှာဆိုရင်တော့နာတာရှည်ကြောက်ကက်ယောဂာနဲ့ပတ်သက်တဲ့အပိုင်းဆွေးနွေးမှာပါအဲယောဂာတွေထဲမှာရေတိုဖြစ်တဲ့ယောဂာတွေရှိတယ်ရေရှည်မှာအမြဲတမ်းကုနေရတဲ့ပြင်းထန်တဲ့နာတာရှည်ယောဂာတွေဆိုတာရှိပါတယ်ဒါတွေကခံစားရတဲ့သူအတွက်လည်းပိုပြီးဝင်တော့ဝင်ဖို့ဖြစ်တယ်လို့အဲစီးပွားရေးပိုင်းဆိုင်ရာအရာလည်းထိခိုက်မှုတွေရှိနိုင်တယ်နောက်ပြီးတော့ဝေဒနာခံစားရတဲ့အတွက်ကြောင့်မလို့နေ့စဉ်ပေါ်တာပေါ့ပေါ့ပါပါနဲ့မဖြတ်တန်းနိုင်တာမျိုးရှိတတ်ပါတယ်အဲနာတာရှည်ယောဂာတွေတဲကမှဒီနေ့မှာတော့နာတာရှည်ကြောက်ကက်ယောဂာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးဖို့အတွက်ကို travelpatient.com ရဲ့ medical consultant ဖြစ်တဲ့ဒေါက်တာမျိုးတီဟာကိုဖိတ်ခေါ်ပြီးတော့ဆရာနဲ့တူတူဆွေးနွေး သွားမှာဖြစ်ပါရှင်။ဆရာမင်္ဂလာပါ။ဟုတ်မင်္ဂလာပါ။ဟုတ်ကဲ့ရှင်။ဟုတ် Facebook မင်္ဂလာပါ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ travelpatient.com မှာ medical consultant ဒေါက်တာမျိုးတိဟာဖြစ်ပါတယ်။ ဆရာအဲ့တော့ဒီနေ့မှာကြာကြီးကြောက်ကက်နာတာရှည်ယောဂပေါ့နော်။ကြောက်ကက်ဖြစ်တဲ့အချိန်မှာအမြဲတမ်းကြောက်ကက်ကိုကုနေရတယ်နာတာရှည်ကြောက်ကက်ဖြစ်တယ်ဆိုတော့တော်တော်တွေ့ရများလာတယ်ဆရာ။ဒါဘယ်လိုယောဂမျိုးလဲဆိုတော့သဘောတဘာပါလိမ့်ဆရာပြပြပါ။အဲနာတာရှည်ကြောက်ကက်ယောဂမှာဆိုရင်ပေါ့နော်။ကြောက်ကက်လေးတွေကသူ့ရဲ့ပုံမှန်လှုပ်ဆောင်နိုင်စွမ်းဖြစ်တဲ့ဒီကျွန်တော်ခန္ဓာကိုယ်ကနေအညစ်အကြေးတွေကိုဆွန့်ထုတ်တာစိတ်တောက်တွေကိုဖယ်ရှားတာနဲ့ပိုရှန်နေတဲ့ရေတဲ့အရေးတွေကိုစစ်ထုတ်တဲ့ဟာတွေကိုမလှုပ်ဆောင်နိုင်တော့ပဲနဲ့တဖြည်းဖြည်းပျက်စီးလာတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ ဆရာအဲ့လေဘယ်လိုမျိုးသူတွေမှာဖြစ်တာပို့ပြီးတော့များလဲဆရာအဓိကတော့ကျွန်တော်သွေးတိုးစည်းယုံနှလုံးယောဂါရှိတဲ့လူတွေပြီးတော့ကြောက်ကက်ယောဂါနဲ့ပတ်သက်ပြီးတော့မျိုးရိုးရှိတဲ့လူတွေပြီးတော့လို့ရှင်ကျွန်တော်ဒီအကြိုက်ခဲပျောက်စေးဆက်စေးတွေကိုမိမိသဘောနဲ့မိမိအလွန်ကြုံမိဝဲနေတဲ့လူတွေမှာပို့ပြီးတော့အဖြစ်များပါတယ် โอเคပါအဲ့ဆက်ဒီလိုမျိုးကြောက်ကက်ကနာတာရှိအနေထားတစ်ခုဖြစ်သွားပြီဆိုလို့ရှင်သူကဖို့ပြောင်းလိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်နေမယ်ထင်တယ်เนาะဆရာအဲ့ဒီခါကျဘလို့လက္ခဏာတွေတိတိတတ်ပြလာလဲဆရာဟုတ်အဓိကတော့စီးတွေထဲမှာကျွန်တော်အမြုပ်တွေပါမယ်စီးအယောင်နီးမယ်ပုံမှန်ထက်စီးသွားတာနဲတယ် ဒါမှမဟုတ်လည်းများမယ်ပေါ့နော်အဲပြီးွားရင်ကျွန်တော်မျက်လုံးတစ်ဝိုက်မှာဖောရောင်မယ်ခြေလက်တွေဖောရောင်မယ်အစားတောက်ပြက်မယ်မောပန်းနွမ်းနိုင်မယ်အိပ်ရေးပြက်မယ်အာယုံဆိုက်ရတာခတ်တာတွေပြီးွားရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်ရှားရံပြီးတော့အသားရည်ခြောက်တွေ့တာအဲစတဲ့လက္ခဏာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိလို့ရှိရင်လည်းကျွန်တော်ဒီ ကြောက်ကန်နဲ့ပတ်သက်ပြီးတော့ကျန်းမာရေးစစ်ဆေးမှုတွေကိုပုံမှန်လှုပ်ဆောင်မှုလိုအပ်ပါတယ်။အဲကြောက်ကန်နဲ့ပတ်သက်ပြီးတော့စစ်ဆေးမှုတွေကိုလှုပ်ဆောင်ပြီးွားလို့ရှိရင်လည်းကျွန်တော်တို့စောစောစီးစီးတည်ထားလို့ရှိလို့ရှိရင်ယောဂါကိုပို့ပြီးတော့မဆိုးလောင်ထိန်းထားနိုင်မှာပဲဖြစ်တယ်ပေါ့နော်။အဲတော့ကျွန်တော်ပုံမှန် medical check up လုပ်ဖို့အတွက်ကတော့ရန်ရေးကြီးတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်ဗျ။ဘယ်ယောဂါမဆိုးဟိုကြိုတင်ပြီးတော့စစ်ဆေးထားနိုင်တယ် အထိနာတက်တာလေးပေါ့ဆရာနော်ဒါဆိုရင်ဒုတိယကဆရာပြောရလက္ခဏာကြီးလည်းရှိသွားပြီစစ်လိုက်တော့လေနာတာရှည်ကြောက်ခတ်ယောဂဖြစ်နေပြီဆိုရင်သူ့ကုသရမယ်အပိုင်းရောနာတာရှည်ဖြစ်နေတော့ဘယ်လိုမျိုးအနေထားလဲကုသအဓိကကတော့ကျွန်တော်ကြောက်ကတ်ကိုပျက်စီးစေနိုင်တဲ့ဆေးဝါးတွေသုံးဆွဲတာကိုလုံးဝရပ်ပစ်ဖို့လိုပါတယ်ပေါ့နော်အဲသွေးပေါင်ချိန်အတွက်ဆိုလို့ရှိရင်လည်းဆရာဝန်ညွှန်ကြားတဲ့သွေးကြဆေးတွေကိုပုံမှန်တောက်သုံးပေးဖို့လိုပါတယ်နှလုံးနဲ့သွေးကြောဆိုင်ရာယောဂတွေအတွက်ဆိုလို့ရှိရင်လည်းဟိုမှာသွေးတွင်းအဆီကြဆေးလိုမျိုးဆေးတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းကိုပဲပုံမှန်တောက်သုံးဖို့လိုပါတယ်ဒီကျွန်တော်ကြောက်ကတ်ကနေအဲ င်းအဖြစ်အရေးစစ်ထုတ်နိုင်စွာပမာဏက30ရာနေ15ရာခိုင်နှုန်းအောက်ကိုကျလာပြီဆိုလို့ရှိရင်ကျွန်တော်ကြောက်ကတ်စေးတာကြောက်ကတ်အစားထိုးတာမျိုးတွေလောက်ရမှာဖြစ်တဲ့အတွက်မလို့စီးနဲ့ကြောက်ကတ်သမားတော်တွေနဲ့ပြတာပြီးတော့တည်တည်ချာချာဆွေးနွေးပြီးတော့အကြံဉာဏ်ရယူဖို့လိုပါတယ်ခင်ဗျဆရာဒါဆိုရင်ကြောက်ကတ်ဆေးရဆိုအနေထားကြီးလေကြားဘူးတော့ကြောက်ကတ်ဆေးရအနေထားရောက်သွားပြီဆိုဘာကိူးဆိုင်ရလဲဆရာ အန်ကြောက်ကက်စီးတယ်ဆိုတာကျွန်တော်တကြိမ်တစ်ခါတည်းနဲ့ပြီးသွားတာမဟုတ်ဘဲနဲ့အမြဲတမ်းကျွန်တော်တို့ပုံမှန်ကြောက်ကက်သူကိုတန့်စင်နေရတာဖြစ်တယ်ပေါ့နော်အဲ့အတွက်လူနာတွေအနေနဲ့လည်းကီးကထများတယ်ပေါ့နော်ဟုတ်ခံစားရတဲ့ဝေဒနာတွေလည်းပုံများတယ်ပေါ့ဟုတ်အဲ့လိုမျိုးလက္ခဏာလေးတွေတော့ရှိပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီနေ့မှဆရာပြောသွားတဲ့အတွက်ကြောင့်မို့လို့ဒီကြောက်ကက်ကိုအဓိကထိခိုက်စေတဲ့အချက်တွေလည်းသိလိုက်ရအောင်ဆေးတွေကိုကိုယ်သဘောနဲ့ကိုယ်တောက်တာကြောက်ကက်ထိခိုက်စေတဲ့အပြင်းစားဟို ကျမကြီးနဲ့ပတ်သက်ပြီးစေးဝါးတွေကိုထင်တယ်လို့တောက်တာရတော်တော်အငြင်းများရဲ့ဆိုတော့သိတာရဲ့ဆိုတော့လေဆရာကလူပြပြပေးတော့ကျေးဇူးများဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ပါရှင်အဲ့တော့အခုဆိုလို့ရှိရင်တော့ medical consultant ဆရာဒေါက်တာမျိုးတီဟာနေပြီးတော့ဒီကြောက်ကတ်မှာနာတာရှိကြောက်ကတ်ယောဂဖြစ်တဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားရပြီဖြစ်ပါတယ်အဲ့တော့ဒီဆွေးနွေးပေးသွားတဲ့အပိုင်းတွေမှာဂရုစိုက်ရမယ့်အချက်တွေကဆေးကိုကိုယ်သဘောနဲ့ကိုမတောက်ဖို့ပါပဲညွှန်ကြားထားတဲ့အတိုင်းတောက်တယ်ဆိုရင်တော့မှညွှန်ကြားထားတဲ့အချိန်ထိပဲတိတိကျကျတောက်ဖို့နဲ့ကိုယ်သဘောနဲ့ကိုဆေးရအစအဆုံးပြန်ဆက်ပြီးတော့မတောက်ဖို့တကြွနားလေဆရာမင်းနဲ့တိုင်ပင်ပြီးမှသာဆေးကို ောက်ဖို့အတွက်ကိုထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်ရှင်။ဒီနေ့တော့လောင်းတို့ Health Fix အစီအစဉ်ဒီလောင်းနဲ့ပဲနှုတ်ဆက်ချင်ပါတယ်။နောက်နေ့မှလည်းမတူကြီးတဲ့အကြောင်းအရာတွေကိုတင်ဆက်သွားပါအောင်မယ်ရှင်။ခုလိုဒီလောင်းနဲ့နှုတ်ဆက်ပါရနော်။ Bye အခုပြသသွားတဲ့ Health Fix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play Application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Health Fix အစီအစဉ်။